ကို့လူတွေအမြဲအမှတ်ရနေအောင်လို့ဘယ်လိုလုပ်ကြမလဲ ီကိစ္စနဲ့ပတ်သက်ပြီးတော့နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့နှိုင်းရှင်ပြီးတော့ပြောကြည့်မယ်နော်ဥမာဆိုလို့ရှိရင်ဒီဖွဖွေးတို့အင်ရာကျော်စင်တို့ပြည်တီကူတို့သူတို့ဘလောက်ပဲပျောက်သွားပျောက်သွားသူတို့ပြန်ပေါ်လာတဲ့အချိန်မှာလူတွေကသူတို့အမြဲတမ်းအမှတ်ရနေတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့သူတို့ကနာမည်ကြီးနေတာကြောင့်လည်းမဟုတ်ဘူးရုပ်လေးတွေချောနေတာကြောင့်လည်းမဟုတ်ဘူးသူတို့မှာလှုပ်ဝက်ဆက်တခုရှိပါတယ်လူတွေကသူတို့ကိုဆွဲလန်းနေကြတယ်အဲ့ဒါဘာကြောင့်များပါလဲလူတွေကသူတို့ကိုဘာကြောင့်မေးလို့မရကြတာလဲဒီဗီဒီယိုလေးထဲမှာတော့မျိုးသမီးတွေအနေနဲ့ပို့ပြီးတော့ခွန်အားရှိလာ ောင်ပို့ပြီးတော့ဆွဲဆောင်မှုရှိလောင်လူတွေကကို့အမြဲအမှတ်ရနေအောင်လို့ဘယ်လိုလုပ်ကြမလဲဆိုရဲကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ဆက်သွားမှာပဲဖြစ်ပါတယ် ဂျာတွေကသူတို့မှာပင်ကိုစွမ်းရည်တွေအရန်ကိုမြင့်နေလို့မဟုတ်ပါဘူးသူတို့တွေကမတူညီတဲ့အစားတွေကိုပေါင်းဆက်ထားကြလို့ပါဟုတ်ပါတယ်လူတွေဘယ်တော့မှမမေးနိုင်တဲ့သူတွေကမတူညီတဲ့အစားတွေနဲ့ပေါင်းဆက်ပြီးတော့ဖြစ်တည်နေတာပါဥမာပြောရမယ်ဆိုရင်ရုပ်ရှင်မင်းသမီးဖူဖူရာရုပ်ကလေးရတဲ့ချောတယ်ပြစ်ကင်းစင်တယ်ဆွဲဆောင်မှုရှိတယ်ရုပ်ရှင်မင်းသားပြည်တည်ဦးဆိုလို့ရှင်လေအနှုခမ်းမဲလားမလားအကြမ်းခမ်းမဲလားမလားဟာတပဲလားမလားချစ်စရာကောင်းတဲ့ပုံစံမျိုးနဲ့ပဲတေးဥဆောင်ရမလားဘာမှမဆိုသူကပြစ်လို့နိုင်ပါတယ်ပြည့်ပြည့်ပညာရပြောရမယ်ဆိုလို့ ့ရှင်လူရဲဥနောက်ကအံဩစရာတွေကိုအရန်သဘောကျကြပါတယ်ချစ်စရာကောင်းတာခွားအပြည့်ရှိတာကိုကိုကိုယုံကြည်မှုရှိတာကျင်နာတတ်တာဒီလိုမျိုးမတူညီတဲ့အရာတွေကိုပေါင်းစပ်ထားရဲဆိုလို့ရှင်တော့လူတွေကတိတ်ကိုဆွဲလန်းပြီးတော့ဒီလူကဘလို့လူမျိုးလဲဆိုတာကိုစူးစမ်းကျင်နေတတ်ကြပါတယ် တကယ်တမ်းကျတော့လေလူတွေမှာဒီလိုမျိုးမတူညီတဲ့ပုံစံတစ်ခုဟာစိတ်ထဲမှာရှိနေပြီးသားပါလူတစ်ယောက်ကသူများကိုပြုစုဆောင်ရှောက်တတ်တယ်လို့ရည်ရွယ်ချက်လည်းကြီးနေတတ်ပါတယ်တခါတလေမှာပျော်ပျော်နေတတ်တဲ့သူကသူများပေါ်မှာဩဇာညောင်းနေတဲ့သူဖြစ်နေနိုင်ပါတယ်တနည်းအားမှာနူးညံ့တဲ့ပုံစံရှိတဲ့မိန်းကလေးကြောက်ကနောက်တနည်းအားမှာတော့တန်မာတဲ့မိန်းမကြီးပုံစံဖြစ်နေနိုင်ပါတယ်ပြဿနာကလူအများစုဟာပုံစံကွက်တစ်ခုထဲမှာဝင်နေနိုင်မှုအတွက်ကိုယ့်ရဲ့စိတ်ထဲမှာရှိနေပြီးသားဒီလိုစိတ်ထားလေးတွေကိုဖုံးကွယ်ထားရကြတာပါပဲဆွဲဆောင်မှုရှိဆုံးဆိုတဲ့သူတွေကသူတို့ရဲ့ဘလို့ချီ နေမျိုးမှာဖုံးကွယ်မထားရပါဘူးအဲအားကြောင့်မလို့ခုချိန်ရနေစပြီးတော့ကိုယ့်ရဲ့ကောင်းတဲ့ဘယ်ချံရောမကောင်းတဲ့ဘယ်ချံရောနူးညံ့တဲ့ဘယ်ချံရောကြမ်းတဲ့ဘယ်ချံရောကိုဘာမှဖုံးကွယ်မထားပါနဲ့တော့နော်အဲဒါဆိုလို့ရှင်တော့လူတွေဘယ်တော့မှမပေးနိုင်တဲ့သူကြောင့်ဖြစ်လာမှာပါ